ကျွန်တော်ကမိဘတွေကိုကျွန်တော်ကဟိုဖျားလို့ဘိုးခွဲတာလေပြီလားအဲ့တော့ဘယ်တော့မှစိတ်ဆင်းရအောင်မလုပ်အဲ့ဒါတော့အဲ့အဲ့ဒါကလည်းဟိုအဲ့ဂျေဇူးတွေအဲ့ဘယ်လိုပြောရမလဲမိဘပေါ်တိတက်လို့လည်းအခုလိုမျိုးအများကြီးတော့ဟိုလူချစ်လူခင်ခံရရတယ်လို့လည်းထင်ပါတယ်အများရန်တော့ဟိုပုံမှန်တော့ကြောက်ပါတယ်ကြောက်လဲကြောက်မှာပါဒါကကြောက်ရစီပါပေါ့ကျွန်တော်လည်းမအားရနဲ့ပေါ့နော်အဲဒါပေမဲ့ဘယ်တော့မှတော့စိတ်ဆင်းရအောင်မလုပ်ပါနဲ့ဒီကမိဘပေါ်တိတက်ပါတယ်ငွေတနေ့ကလည်းလိမ့်ပါတယ်လေ လေးငငယ်ကနေလဲစိုးတဲ့ထက်မှပါလေမတော်လေးပေါ့ဒီမတော်လေးချစ်ဆုံးလေးချစ်တော်လေးချစ်တော်လေးဟိုတို့တည်ရတယ်ကျွန်တော်မဟုတ်တာမဟုတ်စားဘူးအာကျွန်တော်လှုပ်ချင်တာလှုပ်ငငယ်ကလေးအဲ့တခုတော့ဟိုအဖေနဲ့မေကအာကျွန်တော်အဖေနဲ့မေအတားချက်ကတော့ကျွန်တော်ကိုလှုပ်ချင်ရလို့လှုပ်ချင်ရလို့ဆိုပါမမတွေ့မပြောမှားနေတာမပြောသေးဘူးပြောမှတကယ်တော့အရန်မှားတော့မယ်ဆိုမှဒါထောက်ပြတွင်တင်တာပေါ့နော်ဒါပေမဲ့ဟိုစုံမရတယ် ဒါပေမဲ့ပိတ်ပင်တာမျိုးတစ်ခုမှမလုပ်ဘူးအဲကြောင့်မလို့လဲကျွန်တော်ကဟိုကျွန်တော်လုတ်ချင်တဲ့အရာတိုင်းကိုကျွန်တော်ရဲရဲဝံ့ဝံ့လုပ်ရဲတာပေါ့နော်အဲ့အဲ့အလေးထားလေးကတော့ဖိနေမေတရားပါတာပေါ့ဥမာလူရှင်တော်ကကြင်နေဆိုလို့ရှိရင်လည်းမကရဘူးဘာညာအเจ้าနိုင်ပါသူ့လိုရှိရလေအเจ้าအเจ้าမှာတော့ကရရတယ်အဲလုတ်ချအားပေးရချလုတ်တကယ်လို့အဲ့မှာကိုယ်စင်နေပြေခဲ့လို့ဆိုရင်ဒါတင်ကန်းစာကြီးအဲ့လိုမျိုးတုံတင်ခဲ့တဲ့မိသားစုပုံစံ ုတ်ကဲ့ပါဒါကတော့ကျွန်တော်ရဲ့မိမိပါဒေါက်တာမမပါဒါကတော့မဆောအမေပေါ့ဦးမမအောင်ဆိုတာအဖေပေါ့မန်းလေးမှာဒီနေ့ကတော့ကျွန်တော်လည်းကျွန်တော်ဘွားရဲ့ပထမဦးဆုံးစိုင်းနဲ့ဒီဆိုပြပြရမယ်ဆိုတော့ကြောက်မလို့မိကိုလည်းကြည့်စေလို့ခေါ်လိုက်တာပါကြားတဲ့နေလေးကြားရဲ့နေလေးပါရန်ကောင်းတယ်ဘာပေါ့လို့ရန်ကောင်းဘူးဆိုရတာပေါ့ပြောရပါပေါ့ပြောရပါစင်ဝါစင်းစင်းချင်းသူကလမ်းအော်တောင်းနေတယ် အဲ့ကျွန်တော်ဟိုမှာတော့မြန်မာဝင်ကင်းဆိုပြီးပါတယ်ခင်ဗျာဒါပေမဲ့မြန်မာမြန်မာတန်အစီလိုဆိုင်းဝိုင်းနဲ့အကြနာကတော့ပထမဦးဆုံးဒီဆိုဖြစ်ပြီးရှင်တော့မေချူရီချင်းမှာလည်းဆိုရတယ်ပြီးတော့ကျွန်တော်တို့ဒီပွဲမှာရောက်နေသူတွေမများကျွန်တော်တို့မန္တလေးကအမှုပညာကိုတကယ်တန်ဖိုးထားတယ်မြန်မာအမှုပညာကိုတန်ဖိုးထားတဲ့စိတ်စပယ်ဘူးဆိုတာလည်းမြန်မာအမှုပညာကိုတန်ဖိုးထားတယ်ပေါ့နော်အဲ့တော့ဒီလိုလူတွေရှိမှဒီဆိုဖြစ်ပြီးရတဲ့အခါပြီးတော့ဒါကိုထက်အကဆိုလည်းကျွန်တော်ဒီမြန်မာတန်နဲ့ပတ်သက်လို့ရှင်အခုတင်ပေးရစီရပါဖြစ်စီရရှင်မှာဆိုရတာဆိုတော့အရန်ကိုစိတ်လှုပ်ရှားမှုကတော့ နှစ်ပုတ်လုံးတုံနေပါတယ်လက်တွေချေပေါ့နော်ဒါမဲ့လည်းထိန်းပြီးတော့တနိုင်တလောက်တော့ဒီဆိုလိုက်ပါတယ်အမရောပါရင်လည်းနားလည်ပြီးပါဒါဖက်လည်းထပ်ဆိုးရအောင်ပါပါမလှုပ်လို့မရလို့ခင်ဗျကျွန်တော်ပုံမှန်အပြည့်ဆိုကျွန်တော်လည်းလှုပ်တယ်လေဒီနေ့ကဟိုစင်ချလိုက်တာကျွန်တော်တောင်ရှင်နဲ့လှုပ်လို့မရအောင်မလှုပ်လို့မရအောင်အားကြောင့်မလှုပ်ရဲကြွကြမှာဆိုရမ်းပေါ့ဟုတ်တယ်အဲ့ပြည့်တတ်တယ်မလားလေကျေးဇူးတင်ပါတယ်လို့အားပေးကြတယ်နော်အဲ့ဒါကတော့ ဥပါသူပါပဲသူဝါသနာပါလာသူပါသူအခုအမေရကျွန်တော်ကိုညင်းတာသူကအမေရတားတေးဆောင်လို့ခုလဲသူကကျွန်တော်တိုက်ကျွန်တော်အဓိကတိုက်ခိုက်တဲ့သူကအမေပါပေါ့နော်ဒါလူဆုံလုံးပြပြရပါပေါ့နော်ကျွန်တော်ကကျွန်တော်ဝါသနာပါပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့မန္တလေးကမျိုးရိုးကလည်းတပင်မျိုးရိုးရှိရယ်ပြီးတော့အဖွားကလည်းအဲ့လိုမျိုးရုပ်ရှင်မာရီယာဆိုတော့အိဆွာထဲရာဆိုတော့အဲဝါသနာပါရယ်တို့ဝင်မဲ့လည်းမိကတော့ရုပ်ရည်အားဖြင့်တိုက်ခိုက်တယ်လို့မျိုးဟိုအတန်အားဖြင့်လည်းတားရယ်မဖြစ်နိုင်ဘူးပတ်စံနေမဖြုံးနဲ့ဆိုပြီးတော့ပြောရတော့အမေပါပဲ 哦，那种完了。我那那边是最正路的，哎，到到延安端了也嘛的。我往南个里嘛走了，延安端嘛走了。我那快也嘛走路的。啊。超的嘞。我往快也到走路呗。ဘယ်မှာလို့ recording အဲ့အရှင်းလို့တော့နားထောင်တော့ဘယ်လိုခံစားရလဲကိုဟမ်အဲ့နားလေးမှာနားလေးမှာတော့လေအမေအဲ့တော့မကောင်းပါဘူး မိမမပေါ့ဖေးလဲဖေးနာမှာရှိရဲအဲဟိုဖုန်းဆက်ဆက်ပြီးတော့တခုခုဆိုနေမကောင်းတော့ဒီလိုပွဲရည်နေဆိုသူကအဲ့လိုက်ပြန်နေကြည်ကြည်နေပြီးတော့ဥမာကိုကတော့နှာရည်စီးလို့ညစ်လိုက်တယ်ဆိုလို့ရှိရင် तू ကခဏနေဖုန်းခေါ်ပြီးဒါနှာခေါင်းသွေးယိုနေရဆိုဒီကိုကပင်မန်းလို့အဲ့လိုမျိုးထိုင်လိုက်ပြီးဆိုလို့ရှိရင်ပင်မန်းနေရလားဖျားနေရလားအဖေကအမြဲတမ်းဖုန်းဆက်တယ်အဲ့အဲ့ဒါတော့အဖေဖေကလည်းအဲ့လိုမျိုးချစ်တယ်လို့အမေကလည်းချစ်ပါတယ်အောင်မြင်မှုကိုမြင်ရတဲ့ပေါ်ကတော့အောင်မြင်သေးပါဘူးနော် မဟုတ်တော့အောင်တော့မှမနေပါဘူးစူးစမ်းအခုစူးစမ်းနေတဲ့အခိုက်တန့်လေးမှာပေါ့နော်အခုလက်တလောခါလာလေးကိုရမ်းပျော်တယ်ပေါ့ခြေလက်ချင်နေပါလားစိတ်မပူပါဘူးချစ်တာပဲလေနော်ချစ်တာပဲလေသူ့ချစ်တဲ့ပြည်သက်တွေကိုလည်းချစ်တယ်လေချစ်တယ်လေ तू က तू ကအကုန်လုံးရဲ့အမိအတွက်တဲ့ကိုတဲ့အောင်တဲ့ကိုကမှဟိုတခါလေပို့ပေးတဲ့လေကိုပြန်စရဲ तू ကအကုန်လုံးတမိနားပါညာရမ်းနေတတ်တာဟုတ်ပါဘူး သူတို့တည်ရတယ်ကျွန်တော်မဟုတ်တာမလုပ်စားဘူး။အာကျွန်တော်လှုပ်ချင်တာလှုပ်ငယ်ငယ်ကလေးအဲ့တခုတော့ဟိုအဖေနဲ့မိကအာကျွန်တော်အဖေနဲ့မိအတားကြက်ကတော့ကျွန်တော်ကိုလှုပ်ချင်ရလို့လှုပ်ချင်ရလို့ဆိုပါမမတွေ့မပြောမားနေတာမပြောသေးဘူး။ပြောမှတကယ်တော့အရန်မားတော့မယ်ဆိုမှဒါထောက်ပြ တွန်တင်တာပေါ့နော်ဒါပေမဲ့ဟိုစုံးမရတယ်ဒါပေမဲ့ပိတ်ပင်တာမျိုးတစ်ခုမှမလုပ်ဘူးအဲကြောင့်မို့လို့လည်းကျွန်တော်ကဟိုကျွန်တော်လုတ်ချင်တဲ့အရာတိုင်းကိုကျွန်တော်ရဲရဲဝုံးဝုံးလုပ်ရဲတာပေါ့နော်အဲ့အဲ့အလေးထားလေးကတော့ဖိနေမီတွေကပါတာပေါ့ဥပမာလူရှင်တော်ကကြင်နေဆိုလို့ရှိရင်လည်းမကရဘူးဗျာညာကျောင်းနိုင်မှာတချို့ဆိုရှိရလေကျောင်းကျောင်းမှာတော့ကခဲ့ရတယ်အဲလုတ်ချအားပေးချလုတ်ရဲလို့အိမ်မှာကိုစင်နေပြေခဲ့လို့ဆိုရင်ဒါသင်္ကန်းစာကြီးအဲ့လိုမျိုးတုံသင်ခဲ့တဲ့မိသားစုသင်္ကန်းစာပေါ့ဒီလိုမျိုးတိကျတဲ့တဲ့တွေ့ပါအောင်မိသားမိဘပေါ်တိကျပါမယ် ငငယ်ကနေလည်းလိမ့်ပါတယ်လေကလေးငငယ်ကနေလည်းစိုးတဲ့ထက်မှမပါဘူးအလေးမတုံးလေးပေါ့မတုံးလေးချက်ဆုံးလေးချက်တုံးလေးချက်တုံးလေးဝဲနေရယ်နိမ့်မွဲပါဦးဝမ်းတာပါဒါမဲ့ကျွန်တော်ကမိဘတွေကိုကျွန်တော်ကဟိုဖျားလို့ဘိုးပဲတာလေပြီလားအဲ့တော့ဘယ်တော့မှစိတ်ဆင်းရအောင်မလုပ်အဲ့ဒါတော့အဲ့အဲ့ဒါကလည်း ဟိုအဲ့ဂျေဇူးတွေအဲ့မပြောရမလားမိဘဘောတိတက်လို့လည်းအခုလိုမျိုးအများကြီးတော့ဟိုလူချစ်လူခင်ခံရရတယ်လို့လည်းထင်ပါတယ်အများရန်တော့ဟိုပုံမှန်တော့ကတော့ပါတယ်ကတော့လည်းကတော့မှာပါဒါကမကတော့ရစီရပါဘောကျွန်တော်လည်းမအားတာနေပါတော့အဲဒါပေမဲ့ကတော့မှတော့အစိမ်းစိမ်းရအောင်မလုပ်ပါနဲ့အများကြီးပါပဲအကုန်ပေးရလေအမေကိုအကုန်ဆင်းလာဝယ်ပေးမှာပေါ့မေးလို့ချင်းဝယ်ပေးမယ်လို့ဒီနေ့တော့အဲ့လိုမျိုးဝယ်ပေးမှာဝယ်ပေးမှာ300 400တော့တော့သုံးလို့ပြောထားတယ်ဈေးတွေကဒီကောင်းတယ် အရန်ကြိုက်တာသိလားအရန်ကြိုက်တာဆောက်ပြောနေရအမေကဘတော်မှစိန်ကြောက်ဝယ်ပေးလို့မရဘူးသူ့ဝယ်ပေးချင်ရင်ပုလုံးရောတဲ့လက်ခတ်တတားရင်ဟာဘောနော်သူကမန္တလေးအကျွန်တော်အမေကရန်ကက်စီနေဆိုတော့လေသူစုရသူလက်ကောက်လုပ်ပေးချင်တယ်ဆိုလို့ရှိရင် အဲ့လိုမျိုးပုတ်လုံးလားဟာလားအဲ့လိုခေါ်တာပုံစမ်းတာတွေမလုပ်ဘူးပေါ့နော်မလုပ်မလုပ်အဲ့လိုဝိလေးပြောတာဖြစ်တာအခုဒီလိုကြာလာဆိုသူမှဝိစရာမရှိရောတက်လာလေအဲ့တော့စင်စရယ်ကူကိုပဲပူဇာရတာပေါ့နော်စင်မအောင်ဆိုစင်တယ်ဟိုဈေးတယ်ဘောကလာတော့စီစစ်တာပေါ့နော်စီစစ်တာပေါ့အဲ့လိုမျိုးပတ်စံဆိုလို့ရှင်ဟိုတကယ်တော့ရှုံးဆိုလည်းအများကြီးတော့ရှုံးလာတယ်မဟုတ်ပါဘူးဒါပေမဲ့သူတို့အနေနဲ့ကြာတော့လေဟိုမေရိုကြတော့စီစစ်ခဲမေရိုစီစစ်ခဲလို့လည်းကျွန်တော်တို့ဒီလိုမျိုးနေနိုင်တာလေနော်ဟုတ်လို့ရှိရင်ကျွန်တော်တို့အဆင်မပြေရကြပြီပေါ့အဲ့တော့ဟိုကျေးဇူးတင်ပါတယ် ။ဩအခါတထောင်လောက်ပြင်ပြီဝတ်သားတယ်လို့။အဲပြောလိုက်ပြောရပြောလိုက်။ဝတ်သားရောင်းရတာ။အဲဝတ်သားရောင်းခဲ့ပြီးတော့ဒီသားစုကိုလုပ်သွေးခဲ့ရပါတော့။ဒီသားလေးကိုလည်းကြောင်းခါကိုယ်ကကြောင်းတိတ်လုံးတော့နော်။အဲ့လိုမျိုးနဲ့သူစတဲ့အောင်ပြီးသွားတော့သူလုပ်ငန်းခွင်နဲ့ဝင်တော့အမေနဲ့နဲ့တက်တာပါတော့။ဒီဘာနဲ့တက်တာပါတော့။ ရှင်းတာဟုတ်တယ်တော်တော်အုပ်ဝန်ကတော်တော်အေးစိတ်စိတ်နေရပါဘူး။အော်ဟုတ်ဟုတ်မဆက်ပါဘူးခင်ဗျာ။ဒါဘောကမှန်တယ်နော်ဘာလို့ဆက်เสียလဲဆက်เสียမှာဟုတ်ပါ။အဓိကကတော့ကျွန်တော်ငငယ်ကလေးရဲ့အိမ်မက်ကလည်းမိဘတွေကိုတတောင်တတာနဲ့ပြည့်ပြည့်စုံစုံထားခြင်းနဲ့သူတို့ဘာမှလုပ်ရမလို့ပဲနဲ့အိမ်မှာပဲနေကျွန်တော်ရှာချွေးခြင်းနဲ့စိတ်ကူးကရှိရအဲ့ကြောင့်မို့လဲ၁၀တန်းပြီးကြတဲ့လုပ်ငန်းဝင်ဝင်နဲ့ရတဲ့ပတ်စံဆိုလို့ရှိရင်အမေကိုပြီးတယ်အဲ့မှာအမေပြန်ပေးတဲ့ဟာကိုပြန်ယူတယ်ပေါ့နော်အဲ့လိုမျိုးအဲ ဲ့တော့လေအဲ့ကလေးကလည်းတိတက်ခဲလို့လေကျွန်တော်တို့အများကြီးချစ်ခင်ရတယ်ပါပဲပြိတ္တမြစ်တာကြီးပါအိမ်ခုကားနဲ့ထားနိုင်ပြီဒါလို့ရှင်ကိုပိုင်နဲ့ထားနိုင်အောင်ကြိုးစားပါဟုတ်ပြီမိဘနှစ်ပါးလုံးလို့ပြောရလေဟုတ်တယ်အဖေကအရင်စိတ်ကောက်တာသူဒီဘက်မလာလို့ကြောကြာတိရသူမသိဘူးအဖေကဒီဘက်ကိုခေါ်မှာအဖေမသိဘူးပြောလိုက်ပါမမေရောမမေရောလို့ထပ်ပြောလိုက်ပါစီနော်ဖေဖေရောမမေရောသူပြောမမေဒါပေမဲ့အဖေကိုမန်လေးမှာအိမ်ဆောက်ရမယ်အေးကြောက်လို့ဩမဟုတ်တာ ။ဟောတရင်ကျွတ်မှာဒါချစ်ရတဲ့လူကြီးမိဘတွေအားလုံးစိတ်ချမ်းသာခြင်းလူကြီးမိဘပြည်သက်တွေအားလုံးစိတ်ချမ်းသာခြင်းကိုကြီးချမ်းမှခြင်းနဲ့ပြည့်စုံကြပါမယ်ခင်ဗျာ။ဒါစိတ်သွားတဲ့ကိုပါပြီးတော့စီးပွားရေးလည်းဒီလာတို့တက်ပါစီခင်ဗျာကျွန်တော်တို့ဒီခွေးမှာအခုလိုမျိုးဖိတ်ခေါ်ပြီးအစီအစဉ်ပဲဘူး။စိတ်တိုက်ကြီးလဲဒီဆက်မကပို့ပြီးတော့အောင်မြင်မှုတွေထုတ်ရှိပါစေခင်ဗျာနေ့40ကျော်ကနေပြီးတော့နောက်ထပ်နှစ်ပေါင်းကြာချီထောင်းချီအောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းနိုင်ပြီးတော့စီးပွားရေးတိုးတက်ပါစေဆိုင်ခွဲတွေလည်းအများကြီးဖွင့်နိုင်ပါစေ တော့စိတ်တွေပဲဘူးစိတ်တိုက်ရဆိုလို့ရှိရင်နှပေါင်း50ကျော်ရက်တည်ထားပြီးတော့ဒါပထမဒန်းစားစိတ်နေနဲ့ပဲဒါအခုလိုမျိုးခထေဝဝါနဲ့ရောက်ချပေးနေပါတယ်။ညာအားလုံးကိုယူအားပေးလို့ရပါတယ်။ရန်ကုန်မှာလည်းရှိရဲမန္တလေးမှာလည်းရှိဆိုင်ခွဲအများကြီးရှိရဲအဲ့တော့အားလုံးပဲဟိုစိန်ခွဲမယ်ဆိုလို့ရှိရင်တော့ဒါစိန်ခွဲကူကိုပဲတတိယပါခင်ဗျာဟင်းခင်ဗျာတော့ပါလို့လိုက်ပါဦးစိန်ခွဲတမားတမား